ာဆီယံအထူးကိုယ်စားလှယ်ရုံးကတာဝန်ရှိသူတွေနဲ့အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC အပါအဝင်တော်လှန်ရေးအင်အားစုတွေထိုင်းနိုင်ငံမှာတီးကြားစီတွေ့ဆုံခဲ့ပြီးလက်ရှိတော်လှန်ရေးကာလအခြေအနေတွေကြော်လောင်းနိုင်ဖို့ဆွေးနွေးခဲ့ကြရလို့ဆွေးနွေးပွဲမှာပါဝင်ခဲ့သူတချို့စီကနေသိရပါဗျ။ဒါပေမဲ့အဲ့ဒီတွေ့ဆုံပွဲကိုဘေးအဖွဲ့တွေတက်တယ်လဲဆိုတာကိုတော့ DVV သတင်းဌာနကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။အာဆီယံအထူးကိုယ်စားလှယ်ရုံးတာဝန်ရှိသူတွေဘက်ကတော့အာနာသိန်းစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့အကြောင်းအရာတွေကိုပြောဆိုခဲ့ပြီးတော်လိုင်းအင်အားစုတွေဘက်ကတော့ ထုတ်ပြန်ထားတဲ့ဦးတည်ချက်6ချက်ပေါ်မှာသာရက်တည်တဲ့အကြောင်းကိုပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်။အာဆီယံအထူးကိုယ်စားလှယ်ယုံကတာဝန်ရှိသူ2ယောက်၊ဘန်ကောက်မလေးရှားတန်ယုံကတန်မတ်1ယောက်နဲ့တွေ့ဆုံခဲ့တာမှန်ကန်တယ်လို့ NUCC ပြောရေးဆိုခွင့်ရှိသူဦးတိုးကျော်လှိုင်ကအတည်ပြုပေးပြီးဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုတော့သတင်းထုတ်ပြန်မယ်လို့ DVV ကိုပြောပါရယ်။တော်လိုင်းအင်အားစုတွေဘက်ကဆွေးနွေးတဲ့အထဲမှာတော့2008ဖွဲ့စည်းပုံကိုဖျက်သိမ်းဖို့စစ်တပ်ကနိုင်ငံရေးကနေထွက်ဖို့အပအဝင် Federal Democracy ပြည်ထောင်စုအသစ် တိဆောက်ဖို့ဆိုတဲ့အချက်တွေပါဝင်တယ်လို့သိရပါပါရှင်